ထိုင်းအစိုးရကအထောက်အထားရှိသူတွေကိုတရားဝင်အလုပ်လုပ်ခွင့်အတွက်ဗတ်အသစ်ရိုက်ပေးမယ့်အစီအစဉ်ကိုရပ်ဆိုင်းလိုက်တဲ့နေ့မှာပဲစမုတ်စခွန်ခရိုင်မှာဗတ်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုံသားတရားကြောဖမ်းဆီးခံလိုက်ရပါတယ်။ထိုင်းအစိုးရဟာအထောက်အထားမရှိသူတွေအတွက် အော်တိုဗလာ19ရက်ကနေအော်တိုဗလာ29ရက်အတွင်းဗတ်အသစ်လုပ်ပေးဖို့စီစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုရယူရပ်ဆိုင်းလိုက်တယ်လို့ထိုင်းအလို့သမားဝန်ကြီးဌာနကအမနေ့ကကြေညာခဲ့တာပါ။ထိုင်းကမ္ဘောဒီးယားနေဆက်ပြဿနာတွေကြောင့်ဗတ်အသစ်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆန်းလိုက်တာဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ဒါပေမဲ့ဘယ်အချိန်မှလုပ်ငန်းစဉ်ပြန်ဆမယ်ဆိုတော့ကတော့ထုတ်ပြန်ချက်မှဖော်ပြမထားပါဘူး။မြန်မာလုံသားတရားကျော်ဖမ်းဆီးခံရတာဟောပွဲစားတွေကြောင့်ဖြစ်တယ်လို့ထိုင်းရောက်မြန်မာလုံသားများရေးဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ဦးဆောင်တာဝန်ခံကိုရဲမင်းကပြောပါတယ်။မြန်မာပွဲစားအချင်းချင်းအဝေးမတက်မနာလို့ဖြစ်ကြပြီးပွဲစားသူကနေရာအတိအကျနဲ့ထိုင်းလဝကမှာတိုင်လို့မဖြစ်မနေဝင်ဖမ်းရတာဖြစ်တယ်လို့ကိုရဲမင်းကသူကြားသိထားတဲ့အခြေအနေကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေရှိနေပေမဲ့ပွဲစားတွေဘက်ကတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့သူကစက်ပြောတာပါလက်တလောထိုင်းနိုင်ငံမှာဘက်အသစ်ရိုက်ဖို့စောင့်နေတဲ့မြန်မာနိုင်ငံသားတွေတန်းချီရှိနိုင်တယ်လို့ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED Director ဦးထူးချက်ကခမန်းထားပါရှင်